မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပေးနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာရောင်းရင်ဒီကိုတယောက်ကုသဖို့ဟင်းဆွဲခံထီးတယ်အားလည်းမှန်ပါတယ်နော်ဆွဲခံပြီဆိုတဲ့ခါကျတော့သူတို့ကတော့ ပြပြသားသားပါလေဒါဒီကိစ္စမှာကိုစောပုံဟင်းဆွဲခံရတဲ့ကိစ္စမှာတော့နှစ်ဖက်ကြည့်ရပါဘောเนาะနှစ်ဖက်ကြည့်ရမယ်ဆိုတာကဟုတ်တယ်လေဥပဒေအထက်မှာဘယ်သူမှရှိတာမှမဟုတ်တာအဲ့တော့ကိုစောပုံအနေနဲ့လေကိုစောရင်းဘက်ပြန်ကြည့်ရင်တော့လည်းမှန်တယ်လို့သူတို့ဘက်ကကြည့်ရင်လည်းမှားတယ်လို့တော့မပြောနိုင်ဘူးပေါ့ဗျာเนาะမင်္ဂလာညချမ်းမကိုမောင်းနဲ့မင်္ဂလာပါဗျာမင်္ဂလာပါအဲ့တော့နှစ်ဖက်ကြည့်ရမှာပေါ့ကိုစောပုံဟင်းကလည်းအဲသူ့အနေနဲ့ဂယူနာဒေါသလေးတွေပါလာရှိရဲ့ သူစိတ်ထဲရှိတိုင်းလွတ်လွတ်လပ်လပ်နှလုံးသားလာတဲ့စကားကိုပါဇက်ကထုတ်ပြောတဲ့ပုံကူတယောက်ဖြစ်တယ်ပေါ့နော်ယောသားပွင့်လင်းလုံးခဲ့ပါတယ်အဲ့ဒီတော့ကြောင့်မလို့အဲတချို့စကားတွေကစကားဆိုတာအပြောမတတ်တဲ့အခါမျိုးတွေမှာဆဲသလိုဖြစ်နေတတ်တယ်လေနော်ဆဲလဲဆဲပါတယ်ပြောသေးလားအဲ့ဒီတော့ကြောင့်မလို့ကျွန်တော်တို့အဲသူဒါမဲ့သူစေတနာမှန်နဲ့စေရင်စေတနာမှန်နဲ့ပြောနေတဲ့စကားတွေဆိုကျွန်တော်နားလဲသိနေပါတော့နော် ဲ့တကြောင်လို့သူအနေနဲ့ဆရာဖားလာဆွဲသွားတာပဲဗျာနော်အဲဆရာဖားလာဆွဲပြီးတော့ရှေးရလဲဖမ်းတာမဟုတ်ဗျာဆရာဖားဆွဲရဆွဲခါကျတော့နည်းနည်းလေးသူ့အတွက်ခီးလန်းလန်းကြမ်းနိုင်တယ်ဗျာနော်အဲကိုစောဘောဟင်းဆွဲခံရတယ်လို့နော်ဖမ်းခံရတယ်လို့ဖမ်းစီခတာဖမ်းစီရတယ်ဗျာပြောရမို့ဖမ်းတာပဲဗောနော်ဘာဖြစ်ဖြစ်အဲ့တော့သူဖမ်းခံရတယ်လို့နောက်ထပ်ဗောနော်ခမတင်ရင် ခမတင်အခမတင်တလောက်လေအဲဘလို့ခေါ်မလဲအခုချိန်မှာအားလုံးပေါ့ပြောဆိုနေတဲ့သူတွေအားလုံးသတိထားတင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းသတိထားတင်ပါတယ်ပေါ့နော်ကျွန်တော်လည်းကျွန်တော်လည်းအများကြီးသတိထားပါတယ်တခြားလင်းနေကျွန်တော်အကြောင်ကျွန်တော်ဘာကြောင့်မဆဲလဲဆိုလို့ရှိရင်ကျွန်တော်မေဂျာကိုမောင်းခင်ဗျားစကားပြောတာဆဲတာတခေါက်မှမပေါ့ဘယ်ပါမလဲဖျာပါလို့ရှိရင်ကိုစောဖုန်းကြီးလိုမျိုးကျွန်တော်ဖမ်းမောင်းမှာပေါ့နော်ဖမ်းလို့ရှိရင်ကျွန်တော်လည်းကြောက်တယ်လေနော်အားကြောင့်ကျွန်တော်မဆဲတာပါခင်ဗျာနော်ကိုမောင်းအလှလေလာမယ်နော် ပြောလေအဲကောမောင်ပြောထားပြီးသားပါနော်ကောမောင်ကိုဖမ်းကျင်တော့ဆိုတဲ့စီချင်းလည်းဖမ်းလို့ရပါတယ်။ဘာကြောင့်လဲဆိုရှင်ဒီနန်းကိုရှောက်ပြီးဆိုတော့ဒီပေါ့နော်ဒီကျွန်တော်တို့ရှောက်ခဲ့တဲ့လမ်းနဲ့ရှောက်တဲ့လမ်းနဲ့ကြုံဆုံမြတ်ကန်ချမာကိုရင်ဆိုင်ဖို့အသင့်မယ်။အဲ့တော့ကျွန်တော်ကမြန်မာပြည်ရောက်ရင်နာဆာကဖမ်းတာလဲဖမ်းမှာပေါ့လေနော်။အထုတူ PDF နဲ့ PDF ကလည်းတတ်လည်းတတ်နိုင်တယ်ပြောမရအောင်။အဲ့ဒီအတွက်ကြောင့်မလို့အကယ်၍များပေါ့နော် PDF အနေနဲ့ အဲကျွန်တော်တို့အကိုပြောတာတွေနဲ့ပတ်သက်ပြီးတော့ဗောနော်အမကျင်းတဲ့တိုင်းများရှိလို့ရှိရင်လည်းဒါသဘောပဲဗောနော်ဘာကြောင့်လဲဆိုလို့ရှိရင်ကိုလိုနေနေရတော့ရှင်းဆိုင်ရမှာပဲလေအဲ့တော့ဒီလမ်းကိုရှောက်တယ်ဒီစကားတွေပြောပြီးဆိုတဲ့ကတော့ကိုတွက်ကံတရားတွေဘာကံတရားပဲလာလာကောင်းတာလည်းရှင်းဆိုင်ရမှာပဲဆိုးတာလည်းရှင်းဆိုင်ရမှာပဲဖြစ်တယ်လीနော်ကောစဘိုင်းလည်းလာပြီလေအာမချားသေးပါဘူးเนาะမချားသေးပါဘူးဘာကြောင့်လဲဆိုတော့အနေအဆုံး အနိုင်ဆုံးကိုဇော်ဘောဟင်းက3ရက်လောက်တော့ကြာနိုင်တယ်သူရဲ့ကိစ္စလေးတွေကလေဒါအနိုင်ဆုံးနော်ကျန်တာတွေကတော့သူလွတ်လာပြီလွတ်လာပြီဆိုတော့အာကျွန်တော်ကတော့မကြားသေးဘူးနော် online ပေါ်မှာသူရဲ့ video အဟောင်းလေးတစ်ခုကိုတင်ပြီးတော့သူလွတ်လာပါပြီဆိုတော့ပြောနေရရောရှိတာပါဗျာနော်ကိုဇော်ဘောဟင်းလွတ်လာပြီဆိုတော့မဟုတ်ဘူးလားအဲ video final တွေ့တယ်အဲ video final ကတော့ကျွန်တော်ကျွန်တော်ကြည့်ရတာပေါ့နော်အဟောင်းဖြစ်နေတာကိုတော့တွေ့ရတာပေါ့နော်အဲ့ဒီတော့ကြောင့်မလို့တော့ကျွန်တော်တော့သတင်းမရသေးပါဘူးနော် ဖမ်းသွားတာပဲကြားသိရပါတယ်တီတီဖို့မှာတွေ့တယ်မင်္ဂလာပါအဲ့တော့ကိုမောင်အနေနဲ့မဆဲဘူးဆိုတာအကြောင်းဖမ်းခံမှာဆိုလို့ဘာသူ့ဘာသာလဲပဲရင်ဆိုင်မှုအသင့်မှာပဲလို့ပြောချင်ပါတယ်နော်အဲ့တော့အဲတစ်ဖက်ကကြည့်တဲ့ခါကျတော့လေတကယ်ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့သိရမှာကျွန်တော်တို့ကိုယ်တိုင်ပေါ့ကျွန်တော်လဲ line ပေါ်မှာပြောဆိုနေသူတရားပဲလीနော်ကျွန်တော်အားလုံးသိရမှာကကျွန်တော်တို့ကိုခင်ဗျားတို့ဘလောက်ကြီးပဲအားပေးနေအားပေးနေပေါ့နော် ျွန်တော်တို့အားပြတာအရန်ကိုကျေးဇူးတင်တယ်တချို့ဆိုလို့ရှိရင်အားကာကြုံနေခင်ဗျားဝင်လောက်လိုက်ပါလားအဲတချို့ဆိုလို့ရှိရင်ကျွန်တော်ကိုအဲဘလို့ခေါမလဲရာရှိသွားလောက်လိုက်ပါလားမြန်မာပြည်လာခဲ့ပဲပဲမှုပေးမယ်ညာမှုပေးမယ်နော်အဲ့တော့ဘလောက်ကြီးပဲခင်ဗျားတို့အနေနဲ့ကျွန်တော်တို့ကိုချစ်လို့ယုံကြည်လို့ပေါ့နော်အားကိုလို့ပြောပြောကျွန်တော်တို့သိရမှာကကျွန်တော်တို့ဒီဟိုဘလို့ခေါမဆိုအွန်လိုင်းပေါ်မှာဝေဖန်ထောက်ပြနိုင်တဲ့သူပဲရှိပါတယ်ကျွန်တော်တို့ဘလောက်ကြီးပဲအားပေးနေအားပေးနေကျွန်တော်တို့သိထားမှာက တကယ်အလုပ်ဆောင်ရွက်နေတဲ့သူဆိုလို့ရှိရင်ကျွန်တော်တို့ကလမ်းဘယ်လိုခေါ်မလဲအရာရှိအရာခံမတင်မဟုတ်ပါဘူးเนาะကျွန်တော်တို့တကယ်တက်သားလေးတွေကအစလုံခြုံရေးအစကျွန်တော်လေးစားရမှာပါ။ဘာကြောင့်လဲဆိုတော့တို့တွေတကယ်တို့ကတကယ်ဆောင်ရွက်နေတာပါ။တကယ်ဆောင်ရွက်တကယ်လုပ်နေတဲ့သူတွေကိုကျွန်တော်တို့ကလည်းလေးစားရမှာဖြစ်တယ်။เนาะအဲ့တော့ကျွန်တော်တို့လက်တွေ့ဘဝလေးထည့်လိုက်ရင်ကျွန်တော်တို့ဒီလိုအောင်မြင်ကြမှာအောင်မြင်မယ်။ဒါမဲ့လည်းကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့ဒီ line ပေါ်မှာပြောဆိုမှုတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့ကျွမ်းကျင်ရာလိမ္မာရာပေါ့ကျွန်တော်တို့ပြောပါရယ်ပေါ့နော်အဲ့တော့သူ့ကိုလည်းကိုလေးစားရမှာဖြစ်တယ်လို့ကိုကိုလည်းသူလေးစားရမှာဖြစ်တယ်သူ့ရဲ့လှုပ်ဆောင်ချက်ဆိုလို့ရှိရင်တကယ်လက်တွေ့လုပ်နေတယ်ဆိုလို့ရှိရင်ဟိုတက်သားလေးကလည်းစားပြီးမနေ့တနေ့ကမှစစ်ထဲဝင်လာတဲ့စစ်သားလေးကလည်းစားပြီးတော့ဟိုကာကြုတ်ထီကပုံရင်းပြောရင်လေးစားရမှာပါသူတို့ဆောင်ရွက်နေတယ်သူတို့ရဲ့အလုပ်တွေကခက်ခဲပါတယ်ခင်ဗျကျွန်တော်တို့ကပြောပြီးတော့ကျွန်တော်တို့ကသူတို့သူတို့ကိုဝေမန်းနဲ့ထောက်ပြတယ်နော် ပြောဆိုနေပေမဲ့ကျွန်တော်တို့သိထားရမှာကကျွန်တော်တို့ဒီတကယ်လုပ်နေတဲ့သူတွေမဟုတ်ပါဘူးเนาะကျွန်တော်တို့ကသိတာကို share နိုင်တယ်ဝေဖန်နိုင်တယ်ထောက်ပြနိုင်တယ်တော်တော်လည်းပဲကိုရီးယားဖြစ်စီကျင်တာဒီလိုမျိုးသူတို့ကမလုပ်နိုင်တဲ့အခါမျိုးတွေမှာကိုရီးယားကနေဒေါ်လာတွေထွက်တာမျိုးကြာကိုယ့်ဘက်ကရှော့ရမယ်ကျွန်တော်တို့အဲ့ဒါကိုဒီလိုမျိုးနားလည်ထားတဲ့အတွက်ကြောင့်မို့လို့ဖြစ်တာတွေမဖြစ်တာတွေကြုံလာတိုင်းမှာကျွန်တော်ဆဲဆိုဘာကြောင့်မလုပ်လဲဆိုလို့ရှိရင်ကျွန်တော်တို့လည်းကိုကျင်းစာလीနော်အဲ့ဒါကြောင့်မို့လို့ လုံနေတဲ့သူတွေပေါ်မှာလည်းကိုရီးယားလေးစားမှာဖြစ်တယ်အဲ့ဒါကိုကိုစောဘောကြီးအနေနဲ့လည်းချုပ်ကိယနာဒေါသလေးတွေနဲ့ပြောဆိုတဲ့နေရာမှာအဲနည်းနည်းလေးအဲဘယ်လိုခေါမလဲသူ့အတွက်အခက်ခဲရှိသွားတယ်ပေါ့နော်ရှိသွားတဲ့ကြောင့်မလို့သူ့မှာအဲဒါမျိုးဖန်စီဖန်စီပေါ့နော်ဖန်စီမှုခံရတယ်လို့ကြားသိရတယ်ပေါ့နော်အဲ့တော့တော့လည်းသူ့အတွက်လုံးဝစိတ်မကောင်းပါဘူးကိုစောဘောကြီးတော့နော်ကြောက်နေတာလားကြောက်တော့ဗျာလူပဲอ่ะเนาะကြောက်တတ်ပါလေဗျာနော် အဲ့တော့နောက်ထပ်ကိုစောဝင်းဘက်ပြန်ကြည့်မယ်ဟိဆိုလို့ရှိရင်လေသူကတက်မလို့အတွက်ရွရွချင်ချင်ပါတော့တထတအားတကယ်ကိုဆောင်ရည်နေတဲ့ပုံကိုတယောက်ဖြစ်တယ်အပြီးသားလို့ရှိရင်လေပြည်သူနဲ့တက်မလို့ကြားထဲမှာတကယ်ပေါင်းကူတရာကြီးဖြစ်တယ်ပေါ့ဗျာနော်ပြည်သူစီကတင်းရသူစီကိုအမြဲရောက်တယ်ပြီးတော့ရာရှိတဲ့ဒီတက်မလို့ကြားထဲမှာလည်းသူ့ရဲ့ဘယ်လိုခေါ်မလို့ဆိုရှင်သူ့ရဲ့စွမ်းဆောင်မှုကတခုပါဆိုတကယ်တမ်းပေါ့နော်တက်မလို့နေနဲ့ ကောင်းကောင်းမွန်မွန်သာအသုံးချတတ်မယ်ဟေ့ဆိုလို့ရှိရင်တက်မလို့တော့တကယ်ကိုအာလက်ယုံတဲ့ဖွယ်အားကိုရမယ်ပုံကတရားမျိုးပါเนาะအဲ့တော့အဲသူ့အနေနဲ့ကြည့်မယ်ဆိုရှင် သူဒီတိထားတာတွေအများများတယ်တိထားတာအများများတဲ့အခါမှာအဲသူ့အနေနဲ့တချို့နေရာတွေမှာအားမလို့အားမရဖြစ်တာရှိမယ်တချို့နေရာမခံကျင်စိတ်ရှိမယ်ဘာကြောင့်လဲဆိုတော့တိထားတယ်ပြောတကယ်တမ်းခံနေရတဲ့အောက်ခြေမှာတကယ်တမ်းပြည်သူတွေခံနေရတာသူတိတယ်ဗျာသူခံစားရတယ်เนาะ ီးတော့လောင်းငယ်သားလေးတွေပေါ့စစ်တီခံစားနေရလဲသူသိတယ်ဗျအဲ့တော့သူခံစားရတယ်သူခံစားချက်တွေကအရန်ကိုညားတဲ့အခါမှာသူကတော့လွတ်လပ်တဲ့အပြင်ကတရားမှုလို့ပောက်ကွဲနိုင်တယ်စစ်တီလေးတွေကလည်းစစ်တီလေးတွေပြည်သူတွေကပောက်ကွဲခြင်းပဲမပောက်ကွဲရဘူးအဲ့တော့စစ်တီလေးတွေနောက်တစ်ခုတွေပေါ့နော်တက်မလို့သားတွေနောက်လူပြည်သူတွေကပောက်ကွဲမဲ့လက်ပစ်ပုံးဟာမင်းတို့တော့မပောက်ကွဲနဲ့ကွာငါပောက်ကွဲပြီးမယ်ဆိုပြီးတော့သူပောက်ကွဲတဲ့အခါမှာတော့ကြည့်ရတာပြည်သူတွေကိုစားနော်တက်မလို့သားလေးတွေကိုစား ပြီးတော့တကယ်ခံရတဲ့သူတွေကိုစားသူတွေပောက်ကွဲပေးလိုက်တဲ့အခါကျတော့အားလုံးရဲ့ကိုစားသူများခံရမယ့်အဖြစ်တွေအားလုံးကသူ့စီမှာရောက်သွားတဲ့ပုံစံမျိုးဖြစ်သွားတယ်လို့ကျွန်တော်သုံးသပ်တယ်ပေါ့နော်အဲ့တော့အားလုံးရဲ့ကိုစားပါသူ့ရဲ့ပြိတ္တတွေကိုစားသူတွေစတိခံရတယ်လို့ကျွန်တော်သုံးသပ်ပါတယ်ပေါ့နော်ဟုတ်လားအဲ့တော့အဲ့တော့အဒီနီယာမှာကျွန်တော်ဘာလို့သွားတွေ့ရဆိုတဲ့အခါကျတော့နှစ်ဖက်စလုံးကြည့်မယ်နှစ်ဖက်စလုံးကမမပါဘူးလို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်အဲနောက်ထပ်ကျွန်တော်ထပ်ပြီးပြောချင်တာက အဲဒီနေရာမှာဥပဒေထပ်မှာဘာမှမရှိဘူးလေဗျာနော်ဥပဒေထပ်ဆိုတာကကိုယ်တော်ဘိုင်းညီတဲ့ဥပဒေကဒီဆက်သွယ်ဥပဒေဖြစ်ပါလိမ့်မယ်နော်အဲဒီဥပဒေနဲ့ညီတဲ့အခါမှာတော့ဥပဒေထပ်မှာဘာမှမရှိဘူးကျွန်တော်တို့လည်းမြန်မာပြည်ရောက်ဖမ်းပါနော်ကျွန်တော်ဥပဒေနဲ့ညီရာရှိနေမယ်ဖမ်းနိုင်တယ်ဘာကြောင့်လဲအာကျွန်တော်ဒီဥပဒေကိုလေးစားလိုက်နာတဲ့သူတယောက်ဖြစ်တယ်ဥပဒေနဲ့ကျွန်တော်ကျွန်တော်နဲ့ကြုံတဲ့ပြဿနာတွေပြဿနာတွေမှာကျွန်တော်စိတ်လိုက်မှာပါဖြေရှင်းလေးမရှိဘူး အကျွန်တော်ဒီဥပဒေကိုအားကိုးတယ် institution ကိုအားကိုးတယ်အားကိုးပြီးတော့ဖြည့်ရှင်းလေးရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုယ်တိုင်လည်းဥပဒေကိုကျူးလွန်နေကျွန်တော်ဖမ်းနိုင်နေစီးနိုင်နေเนาะအဲ့တော့အဲ့အားလေးပြောချင်တယ်အဲနောက်တစ်ချက်အနေနဲ့ကျွန်တော်ပြောချင်တာကဥပဒေနဲ့မြန်မာပြည်ဥပဒေကခတ်တာကတခုရှိတယ်ဗျာမြန်မာပြည်ဥပဒေကလူကိုခင်ရင်မူကိုပြင်တယ်လူကိုမောရင်မူကိုသုံးတယ်ဆိုတဲ့ပုံစံမျိုးရှိတာလည်းခတ်တယ်အဲ့တော့ဥပဒေနဲ့ညီဆိုရင်အားလုံးပေါ့နော်ဘယ်သူကိုမဆိုဘယ်သူကိုမဆိုဥပဒေနဲ့အရေးယူမယ်ဟဲ့ဆိုလို့ရှိရင်အခုဖြစ်တဲ့ပုံစံက လူကိုခင်တဲ့အချိန်မှာကြာတော့လှွက်ထားတယ်လူကိုခင်တော့မူကိုပြင်ထားတယ်ပေါ့ကွနော်ဟာလှွက်ထားလိုက်ပါကွာငါကောင်းလေငါချစ်စရာအဲ့တော့ပြောတဲ့သူကသူပေါ့နော်ပြောတဲ့သူတွေစောင့်ရနေတဲ့သူတွေကသူတို့မားလို့မားမမ်းမသိတဲ့အချိန်မျိုးဖြစ်သွားတယ်အဲ့တော့လူကိုခင်တဲ့အချိန်မှာမူကိုပြင်ထားပေမဲ့အခုတော့လူကိုမုန်းမိထင်ပါတယ်လူကိုမုန်းတဲ့အတွက်ကြောင့်မို့လို့ကျတော့မူကိုတုံးနေပါပြီเนาะမူကိုတုံးနေတဲ့အချိန်မျိုးအမူတုံးခါတော့ င်အောင်ပဲနေရမယ့်ပုံစံမျိုးဖြစ်နေရနော်ကျွန်တော်လည်းအခုကြောင့်မလို့တိတ်မစဲရပါဘူးပြောလည်းပြောရပါဘူးကြည့်နော်အဲကျွန်တော်ဒါကြောင့်လည်းကျွန်တော်လာဖမ်းနေပါအောင်မယ်အဲ့တော့ဒီခင်မှုပြင်မြန်မာပြည်ရဲ့ဥပဒေကလည်းကျွန်တော်တို့ခြေခံဥပဒေအထိခြေခံဥပဒေနဲ့ဟိုအောက်ဥပဒေအထိအာတည်ဝင်းဖြစ်နေတာတည်ဝင်းဖြစ်နေခါကျတော့ခြေခံဥပဒေအောင်ကြည့်ပါဗျာမတည်ဝင်းရမှဒီလောက်ဆွဲလို့ရှိရင်ပြတ်သွားပြီအခုဆိုလို့ရှိရင်နော်အာပုံမှန်ဟိုကောင်ဆိုဆင်း၄၄၅ပေါ့၄၄၅ရ ပါမမဟုတ်တော့ခြေနေဆိုတေးခွင်းလို့ပဲဆန့်လာဆန့်လာဆန့်လာနော်မြန်မာပြည်ရဲ့ဥပဒေကလည်းတေးခွင်းမှာတေးခွင်းတယ်အဲ့တော့ကိုယ်တော်ဘုရင်ကိုတနာညာတာတတ်မယ်ဟေ့ဆိုလို့ရှိရင်လည်းခင်ဗျားတို့လည်းဗျာနော်ဟိုပြောမယ်ဆိုရင်တေးခွင်းတေးခွင်းလို့ပဲခင်ဗျားတို့တော်မှာပဲနော်ပုံမှန်၄နှစ်၅ရာတာမန်အချိန်မဟုတ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ခုပုံမှန်၄နှစ်၅ရာဆိုပြီးတော့ တရေခွင်းလိုမျိုးပဲဥပဒေဆွဲရင်ဆွဲရင်ဆွဲရင်6လ6လ6လနော်တရေခွင်းလိုဖြစ်နေတဲ့ခမောင်းတော်မတရေခွင်းလိုမျိုးကြင်ကြံနိုင်သေးရဲ့ကိုတက်မလို့အတွက်ပြောလို့ဆိုမိရအတွက်ကြောင့်မို့လို့ပေါ့နော်အဲကိုဇော်ဘောဟင်းရဲ့ပြစ်ကလေးတွေကိုတက်နိုင်ဆုံးပေါ့နော်တရေခွင်းလိုပဲခမောင်းတော်မတရေခွင်းလိုလုပ်နေအဲကိုဇော်ရဲ့အမှုလေးတရေခွင်းလိုမျိုးပဲတက်နိုင်တဲ့များကြိတ်ပြီးတော့နော်ကြိတ်ပြီးတော့လွတ်ပေးစေချင်ပါတယ်လို့ကျွန်တော်ကတော့တောင်းဆိုပါတယ်ပေါ့နော် အဲ့တော့ဥပဒေအသေးဝင်ပါပဲဗျာเนาะခင်ဗျားတို့ခင်ဗျားတို့အကောင်လုံးရှောက်ကြည့်လိုက်ပါဥမင်းအွန်လိုင်းကိုယ်တိုင်လည်းသူလက်သေးဝင်မဲ့ကြည့်ပါလားဒီတက်ချုပ်ရာသူ့ကိုသူယူထားတာပဲလေယူထားတဲ့အချိန်မှာလည်းသူယူစရာမရှိတဲ့ခါကျတော့ဥပဒေကိုကြည့်လိုက်ဟာသေးဝင်တွေ့ပြီဆိုပြီးတော့သေးဝင်တော့ပဲအခုတက်ချုပ်ရာသူလည်းသူနောက်တစ်ထပ်ယူထားတာပဲလေเนาะဟောကြည့်အခြေခံဥတွေရဖြစ်တယ်တပလာထပ်လုပ်ထားသေးရဲ့ကြည့်အောင်ဟောသေးဝင်မဲ့လေเนาะပုံမှန်၄နေ၅လ၆လတိုးတော့လည်းသေးဝင်မဲ့လေသူကိုယ်တိုင်လည်းပြောရတယ်အရာမှာဥတွေကြည့်လို့မရဘူးလေသူပြောတာမဟုတ်လား အထူးတူပဲကိုစောဖွင့်ကိစ္စမှာလည်းဖြစ်တန်ကြီးရှိဆုံးကိုတော်မဥပဒေကိုဒါမျိုးလေးတည်ခွင်းလို့လုံနိုင်သေးရင်နော်သူ့လိုမျိုးဒါခင်ဗျားတို့ကယာတုယာကန်နေယာဒီနဲ့နော်ဟိုယာလို့ခင်ဗျားတို့တည်ခွင်းလို့လုပ်တာသူ့မှာဘာလို့ဘာမှမရမယ်အမုန်းခံတာသူ့ကိုယ်တိုင်သူ့နာမည်လေးအောင်ရေးထားပါလေဘာလဲဆိုလို့ရှိရင်အမုန်းခံချက်ဗာလေနေသားမအောင်အဖြစ်ဗာလေနေရေးပါအောင်ဗျဗာလေသူ့နာသူ့နာမည်ရေးတာလေတက်တော့မှာဘယ်လိုမျိုးလဲဗျပြောပါဦး ါလဲအမုန်းခံလူသားလားနော်ဟုတ်လားအဲ့တော့ဟုတ်ပါဟုတ်ပါဟုတ်ပါနော်အဲ့တော့အဖြေခံဘဝနဲ့အော်ဟုတ်ပြီအဖြေခံဘဝနဲ့အမုန်းခံလူသားဆိုပြီးတော့သူပြောထားတာပဲလေနော်အဲ့တော့အဲ့ဒီတော့ကြောင့်မလို့သူကဒီလိုမျိုးဘဝလေးတော့မှသူနော်ဒီဘဝနဲ့သူတက်မလို့ကိုထောက်ပံ့ထောက်ပံ့ပြောဆိုနေရရှိရောနည်းနည်းပါးပါကျွန်တော်ဖြစ်တန်ကြီးအစီအစုံပေါ့ဗျာနော်နည်းနည်းပါးပါဆုံးမပြီးတော့နည်းနည်းပါးပါနားဝင်အောင်ပြောပြီးတော့ ဲပြန်လွတ်ပေးစေချင်ပါတယ်နော်ဥပဒေထပ်မှာဘယ်သူမှမရှိတာမှန်ပေမဲ့ခင်ဗျာမြန်မာပြည်ဥပဒေကတည်ရခွင်းမှာနော်တည်ရခွင်းမှာတည်ရခွင်းမှာခင်ဗျာနော်ကိုရီးယားနဲ့အားပေးနေပါတယ်ကိုရီးယားစုများကြီးထပ်အဖြစ်ကံဘဝနဲ့အမောင်းခံလူသားဟုတ်ကဲ့ဟုတ်ကဲ့နော်အဲ့တော့အခုဖြစ်တဲ့ပုံစံကကျွန်တော်ဥပဒေကိုလေးစားအတွက်ကြောင့်မဟုတ်လို့ကိုစော်ဘုန်းကြီးဘက်ကလည်းကျွန်တော်ကအပြည့်အဝမရက်တည်ရဘူး။ဘာကြောင့်လဲဆိုတော့ဟုတ်တယ်လေ။ तू ပြောတဲ့ပုံစံတွေကကျွန်တော်ကလည်းညှိတာပဲ။ तू လည်းညှိမှာပဲ။အဲ့တော့ အဲတစ်ဖက်ကလည်းအပြည့်ဝမရက်တည်ရယ်။ဘာကြောင့်လဲ။တစ်ဖက်ကလည်းတည်ရယ်ကွယ်။အဲသူ့ဘက်ကကြည့်ရတဲ့ဥပဒေညှိစမ်းတယ်။ကျွန်တော်ဥပဒေကိုလေးစားရသူတရားအနေနဲ့ကတော့အဲကျွန်တော်နှစ်ဖက်စလုံးလေးစားပါတယ်ပြောနော်။သူ့ဘက်တော့လည်းပဲကိုစောဘောဟင်းကတော့ခင်ဗျားတို့တော့တည်ရယ်ကွင်းလို့နော်။ဦးမင်းအောင်လည်းတည်ရယ်ကွင်းဥပဒေကတော့ဥပဒေထက်မှဘုံမှမရှိရမှန်းမတည်ရယ်ကွင်းလို့မျိုးလုပ်ပြီးတော့ယာလူထက်ယူတယ်။တည်ရယ်ကွင်းလို့လုပ်ပြီးတော့6လ6လတိုးတယ်။အဲကိုစောဘောဟင်းကိစ္စမှာလည်းတည်ရယ်ကွင်းလို့လုပ်ပြီးတော့နော်ဒါကုတ်တော့ကောင်းဖို့လုပ်ပေးနေတဲ့ ကိုသားတယောက်ပဲပေါ့နော်ကိုညီလေးတယောက်ပဲဆိုပြီးတော့ဟိုလှုပ်ပေးစေချင်ပါတယ်နော်ဘယ်ရောက်ဆိုတန်ဆေးလွန်ဆေးဖြစ်တဲ့အချိန်နေတဲ့အခုအချိန်တွေကဖန်ပြီးစေခဲ့တယ်ကျေးဇူးများတဲ့လှုပ်ပေးမှာပါကိုဖုံးကိုလှုပ်ပေးစေချင်ပါအခုမန္တလေးနန်းနဲ့မှာရောက်နေတယ်စစ်ဆေးခံရတော့ကြားသိတယ်ပေါ့နော်အတချို့ကလည်းဖွားနေပေါ့ဗျာနော်အဲဘာပဲဖြစ်ဖြစ်တော့စရဖကဖမ်းတယ်ဟေ့ဆိုလို့ရှိရင်တော့အဲသူ့အတွက်ရဲရဖမ်းတာမဟုတ်လीနော်ဒီကိစ္စဆာယဖအဖမ်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့အတွက် ကျွန်တော်တို့ကြည်ရတာလေနည်းနည်းလေးခီးကြမ်းတမ်းနိုင်ပါတယ်ခင်ဗျာနော် ကြမ်းတမ်းနိုင်ပါတယ်အဲဒါကြောင့်ကျွန်တော်နည်းနည်းစိတ်ပူမိတယ်စိတ်မကောင်းလည်းဖြစ်ရတယ်ကိုယ့်ရဲ့ညီကိုပေါ့နော်ကိုယ့်ရဲ့ညီကိုနောင်တော့တယောက်ပေါ့ဗျပြောရမယ်ဆိုရင်နော်သူနဲ့ကျွန်တော်ဆိုတတ်တူကြည်လောက်ပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့အဲတကယ်ကိုလေးစားပါတယ်သူလည်းနော်ကျေးဇူးပြုပြန်လှုပ်ပေးပါဦးနော်ကျွန်တော်ကိုလည်းတီးခံပေးပါလို့နော်အဲ့တော့ဒါကတော့တစ်ခုပေါ့ဗျာနော်ကျွန်တော်အနေနဲ့ဒါမဲ့ အဲ့လိုပြတ်သားချကြီးဆိုရင်ကျွန်တော်တို့ကျွန်တော်ပေါ့နော်ကျွန်တော်တို့ကိုယ်စော်ဖွင့်လို့ဘလောက်တိဘလောက်တိတက်မလို့ပေါ့ညားတယ်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ပဲသိတာနော်ကျွန်တော်တို့တော့မှဘလောက်ညားတယ်ပြာနော်သူ့ဘာတော့ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီတီတိုင်းလည်းမပြောဘူးနော်တီတိုင်းလည်းမပြောဘူးပြောတင်တာကိုပြောတယ်အရေးကြီးတာကိုပြောတယ်နော်အဲ့တော့ကျွန်တော်တို့ကဘလောက်တိညားလဲဆိုတော့ကိုယ်စော်ဖွင့်ဘလောက်တိတက်မလို့ပေါ့ညားလဲဆိုတော့ကျွန်တော်သိတယ်နော်ဘာကြောင့်လဲသူတီတိုင်းတန်ပြောလို့ရှိရင်ခင်ဗျားတို့ ဆက်တအခြေအနေ तू အကုန်သိတယ်เนาะ तू အကုန်သိတယ်အမေ तू သိတိုင်း तू မပြောဘူးတခါကျွန်တော်တို့ဖုန်းလေးပြောဖြစ်ပါတယ်ဖုန်းလေးပြောပြတဲ့ခါမှာကျွန်တော်ကစကားလေးတီးခေါက်ကြည့်ပါတယ်ခမရခအအကိုကပါတီးလို့လဲဆိုလဲပုံစံပြအမေတော့အဲ့လိုမျိုးပြောတာမဟုတ်ဘူးเนาะ तू သိထားတယ်ဆိုတာသွားပြီးတိုက်နေတာမနော်တိုက်တဲ့ခါမှာ तू သာကယ်ရေးအဲ့သိတဲ့အတိုင်းပြောလိုက်မယ်ဟေ့ဆိုလို့ရှိရင်တက်မတော်ရဲ့ဟိုဆောင်ရွက်ချက်တွေတော်တော်များများကြာရှုံးသွားနိုင်တယ်ဘာကြောင့်လဲ तू တက်မတော်ကိုညှာတာ နော်တမ္ပရောသူ သစ္စာဆောင်တည်တာသူတိတိုင်းမပြောဘူးလုံးဝမရတဲ့အစုံမှသာ online မှာတက်ပြီး तू ပေါက်ခွဲတယ်ဆိုတာအလုတ်လုံးဝမလုတ်လုံးလို့ तू ပေါက်ခွဲတာဒါပေမဲ့ तू တိတိုင်းသာပြောလို့ရှိရင်ခင်ဗျားတို့တက်မလို့အတွက်ကအဲတတော်များများသောအချက်လက်တွေအားလုံးဟာခက်ခဲသွားနိုင်တယ်ဗောနော်ခက်ခဲသွားနိုင်တယ်အဲ့တော့ तू ကလည်းတက်မလို့ညာဆိုခင်ဗျားတို့ကတက်မလို့ပြန်ညာပါလား तू ကလည်းအမှန်တိုင်းပြောကြခြင်းဆိုဒုက္ခရောက်လိမ့်မယ်အထုတူပဲကျွန်တော်တို့ကိုယ်တိုင်ဗောနော်ကျွန်တော်ကိုယ်တိုင်လည်း အဲတမလို့လည်းပတ်သက်ရင်တော်တော်ညားပါတယ်နော်ညားပါတယ်။ဒီတိုင်းလည်းကျွန်တော်တို့မပြောပါဘူးတကယ်တကယ်တမ်းကိုနဲ့မဆိုင်တဲ့ကိစ္စဝင်းအောင်မပြောဘူးဗျာဝင်းလည်းဝင်းလည်းဝင်းလည်းမပြောချင်ဘူးကိုနဲ့မဆိုင်တဲ့ကိစ္စတွေမှာတက်နိုင်ဆုံးဝေးဝေးရှောင်တယ်အလုံးဝမတရားတဲ့ကိစ္စတွေမှာကျွန်တော်ပြောတယ်ကျွန်တော်ကိုယ်တိုင်လည်းမူကျွန်တော်ရဲ့မူဝါဒအတိုင်းပေါ့နော်ကျွန်တော်ပြောပါတယ်အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့လည်းတက်မလို့ကိုညားပါတယ်ခင်ဗျားတို့ကကျွန်တော်တို့ကိုနော် ကျွန်တော်တို့ကိုမညာဘူးခေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလည်းခင်ဗျားတို့တညာပါတော့မှာဗျာမြင်တဲ့အတိုင်းရှိဖို့ရှိတိုင်းကြိုးကြပါဗျာနော်အမှန်အမှန်တိုင်းခြားကြခြားခြားခြားပြောကြဆိုဘာလို့ဖြစ်ကုန်မလဲအဲ့တော့မှန်တိုင်းလေးသတိထားကြပါနော်ဟုတ်ကဲ့အဲ့တော့အမှန်တရားဘက်ကရည်ရည်တဲ့ကိုမအောင်လေးစားပါကျေးဇူးအများကြီးတင်ပါပြောလဲဖမ်းပါပဲอืมဟုတ်တယ်အဲ့ဒါမှန်ပြောလဲဖမ်းပါမပြောတော့လည်းဒုက္ခရောက်မှာပဲကဲဟုတ်ပါပြီအဲ့ဒါကိုဖုန်းနဲ့ကသက်ပြီးတော့ကျွန်တော်အဲမင်းနဲ့စက္ကွန်နဲ့မင်းနဲ့ပေါ့နော်အားလုံးပေါ့ကျွန်တော်တို့ပြောပြီးသားပါပြီနော်အဲ့တော့အဲကျွန်တော်အနေနဲ့ တခုတော့တောင်းဆိုခြင်းနဲ့အခုချိန်မှာကတယောက်ကိုတယောက်ညားနေတယ်ဗောနော်သူကအမတက်မလို့တော်တော်ညားခဲ့ဆိုကျွန်တော်သိတယ်နော်အဲ့တော့ခင်ဗျားတို့လည်းသူ့ကိုညားပေးစေချင်ပါတယ်နော်နောက်တစ်ခေါက်မဖြစ်ရင်တော်ပြီပေါ့ဗျာနော်ကဲဟုတ်ပါပြီအဲ့တော့သာသာနာနာသူစိတ်ရင်ကောင်းပါလေတဲ့ဆဲတာလေးပါပဲနော်ဟုတ်ကဲ့ပြောကြည့်လေးစိတ်แทပေါ်သွားတာပေါ့စိတ်แทလေးအဲ့လိုလဲကျွန်တော်မပြောရပါဘူးဘာကြောင့်လဲဆိုတော့ သူပဲဗျာခင်ဗျားတို့ကျွန်တော်တို့တော့မှတာမန်ပုံကိုယ်လေးတော့မှဗျာနော်အမားနဲ့ကင်းတာမဟုတ်ဘူးဟုတ်တယ်မလားအမားကိုကြည့်မယ်ဆိုကျွန်တော်မှလေအမားတွေပဲခင်ဗျားတို့လည်းကြည့်မယ်ကြည့်မယ်အမားဘက်ကကြည့်လို့အမားတွေပဲတက်မလို့ဘက်မှလည်းသူတို့ကအလုပ်ကိုအများကြီးလုပ်နေရတဲ့ပုံကိုယ်လေးနော်အဲ့အတွက်ကြောင့်မလို့သူတို့ကိုလည်းကျွန်တော်တို့ကအမားဘက်ကကြည့်မယ်ဆိုတက်မလို့အမှန်တော့တခုမှမရှိပါဘူးအဲ့တော့သူကိုဖုံးပြောတဲ့စကားလေးတခုရှိပါလားအော်ဒီလိုပဲဗျာတဲ့ဒီ comment ဆိုတော့ကိုယ့်ရဲ့ RP ထောက်ခံသူတက်မလို့ RP ထောက်ခံသူတဲ့ ဘယ်လိုဟောမလဲဆိုလို့ရှိရင်ပျော်အောင်ပေါ့နော်ကျွန်တော်နေနဲ့စတူဒီယိုရှာကြံပြီးပြောရတော့ဗျအဲ့လိုပဲကျွန်တော်တစ်ခါကြာရှာကြံပြောရတာပါနော်အဲ့တော့ရှောင်းအောင်ရှောင်းရတယ်တစ်ခါကြာရှင်တာအေးအဲ့ဒါလေးအဓိကပြောချင်တယ်နော်ဒီပြောနေတဲ့တည်းနောက်နေမှန်စီရကောင်းပါပြီကောင်းပါပြီနော်တော်ပါလေကိုဖုန်းကဟုတ်ကဲ့ပါဟုတ်ကဲ့ပါနော်အဲကိုဖုန်းနဲ့ပတ်သက်ပြီးကျွန်တော်အဲကျွန်တော်ကပဲအနည်းငယ်တောင်းပန်ပါဗျာနော် နည်းနည်းလေးဆုံးမပြီးပြန်ပြီးလွတ်တင်ပါတယ်ဗျာเนาะတယောက်တယောက်ညာကြပါဒီလိုခြေနေမျိုးပါလေเนาะဟုတ်ပြီကျွန်တော်တို့အဲစစ်တပ်ကိုကျွန်တော်အထားပါတော့တိတဲ့အတိုင်းကျွန်တော်ပြောတယ်တိတဲ့အတိုင်းပြောရဆိုတာဥမာဖြစ်ကျွန်တော်ဟိုဒီနေ့က AR ဒုတိုင်းမှုကเนาะအဲစစ်တီရဲ့အပေါ်မှာတော်တော်များသတင်းထွက်နေပါစစ်တီရဲ့စီမှာသတင်းထွက်နေတယ်အဲသတင်းထွက်တဲ့ပြင်ကိုအဲကျွန်တော်ကလည်းပြောခဲ့ရနော်ရောက်40ကျော်လောက်ကိုတရားရထားတယ်ဗျာတရားရထားတဲ့ရောက်40ကျော်လောက်ကို စစ်ဥပဒေကျေနံနောက်တစ်ခုကလုံထုံးလုံနေရဆိုရှင်မဆာရ၄ပေါ့ AR မှာမဆာရ၄ဆေးရုံချအဲဆေးရုံပို့ပြီးဆေးကုသစေရမယ်အဲ့လိုမျိုးမလုပ်ပေးမဲ့နဲ့အကုန်လုံးကိုစစ်တီတွေကိုတခါတည်းဟိုဘယ်လိုခေါ်မလဲအရှိန်တန်းမှာရှိနေစစ်တီတော့နောက်တန်းအောင်သွားသွားပြီးနောက်တန်းမှာခံစစ်ဆင်ခိုင်းတာလေအော်ခံစစ်ဆင်ခိုင်းတဲ့အခါမှာစစ်တီတွေအနေနဲ့တော်တော်ခံပြင်းတော့ဗျာဘာကြောင့်လဲဆိုလို့ရှိရင်ဒဏ်ရာကရထားတယ်ဒဏ်ရာရတာဆိုတော့သူတို့ထွက်ပြေးလို့လည်းမဟုတ်ဘူး ဟိုဘယ်လိုခေါ်မလဲကမင်းညောထပြီးလဲရထားတာမဟုတ်ဘူးသူတို့ရတဲ့ဒဏ်ရာတွေရည်ရွချင်ချင်တက်မတော်အတွက်တစ္ဆာရှိပြီးတော့နော်တက်မတော်ရဲ့အမိတ်စစ်စီးကန်းတွေကိုနာခံပြီးတော့တိုက်ပွဲဝင်လာတာအဲ့လိုတိုက်ပွဲဝင်လာတဲ့သူတွေကအာတကယ်တကယ်တမ်းဒဏ်ရာရတဲ့ခါကျတော့တက်မတော်သူတို့ပြန်ပြီးတစ္ဆာဖောက်တယ်လို့ဖြစ်တယ်ခံစားရတာပေါ့အာသူတို့ကိုနောက်တန်းမှာတခါလဲခံစစ်ဆင်ထားတဲ့ပုံစံမျိုးတွေရှိလာတယ်အဲ့တော့အဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကလည်းပြောလိုက်တယ်ဗျကျွန်တော်လည်း online ပေါ်ကလည်းကျွန်တော်ပြောလိုက်တယ် ။ပြောလိုက်တဲ့အခါမှာတိုက်ဆံမှုလည်းဖြစ်ပါလိမ့်မယ်။သူတို့ကလည်းအတူတိုင်းမှုအနေနဲ့ကသူတို့ငိုရက်စီစီမိသားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်နော်။အတော့တိုက်ဆိုင်ပါလေ။အကျွန်တော်ပြောပြီးတဲ့နောက်ပိုင်းမှာတော့အဲ့ဒီအယောက်40ကျော်လုံးကအခုဆိုလို့ရှိရင်ကတူတိုင်းမှုကိုတိုင်းသူတို့ကိုချစ်ချစ်ခင်ကသူမိနေရလည်းဖြစ်နိုင်တယ်။သူစီစဉ်ထားတာလည်းမရောက်သေးတာလည်းဖြစ်နိုင်တယ်ပေါ့နော်။အတူတိုင်းကလာတယ်လာပြီးတော့အားလုံးကိုစေကန်းကြီးလာပြီးအကုန်လုံးကိုဟိုဘယ်လိုခေါ်မလဲဆိုတော့ချစ်ချစ်ခင်ခင်နဲ့လေ အားပေးစကားတွေပြောတယ်ဗျာသိရမလားအားဘယ်လိုခေါ်မလဲဆိုတော့တော်တော်ကိုခက်ခက်ရရနေလို့စစ်တီတွေကိုဂယုဆိုင်တယ်ဗျာဂယုဆိုင်ပြီးတခါလဲဆေးရုံကိုပို့ပေးတယ်ဗျာနော်အားလုံးဆေးရုံပို့ပေးတယ်အခုနောက်ပိုင်းဆိုလို့ရှိရင်တန်ရစစ်တီတိုင်းဟာဆေးရုံကိုသွားရမယ်ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့အဲဒါမျိုးလေးသွားတွေ့ရတယ်တိုက်ဆိုင်မှုလေးပါနော်အဲ့တော့ကျွန်တော်လည်းသိသိရင်သိတဲ့အတိုင်းတော့ပြောတာပါဗျာနော်အဲ့တော့အဲ့ဒါလေးကိုလည်းကျွန်တော်အရင်ကကြည်နူးမိပါတယ်ကြည်နူးမိပြီးတော့အခုစစ်တီရဲ့ AACC ကုသခွင့်ရနေပြီ